ဉာဏ်မှာပြရလောကသားတွေရှိသလားပေါ့အဲ့ဒီစက်ထရက်နေပြီးရှိတယ်ဆိုပေမဲ့တူတူလေးကြာဘလောက်လဲဆိုတော့သူတို့အကြီးအွဲ့ပြောပြတယ်ဟိုသူတို့ဟိုမနှောက်ရှက်ပါနဲ့ပေါ့နော်သူတို့တွေအမြတမ်းပြီးဝင်နေသူတို့တွေကောင်းမှုကုသိုလ်တွေလုပ်ပေးမယ်ဆိုသူတို့ကမှန်တာတယ်သဘောကြတယ်အော်ဒီနေ့ကမွေးနေ့လည်းဖြစ်တယ်သူတော်တစီရဲ့ first day first shoe ပေါ့နော်ပထမဦးဆုံးပွဲလဲပြိတ္တကိုခြားပြတဲ့ပွဲဖြစ်တယ်အဲဒါကြောင့် ပြီးမှလာပြီးတော့ကောင်းမှုကုသိုလ်လုပ်တာပေါ့နော်သူရှိတာရှိတယ်ကျွတ်ကျွတ်ဆိုတယ်ဟာကျွတ်ပြတ်ကျွတ်ဆိုမိကူကူလာလို့ဒီစကားကိုတွားရိုက်တဲ့အခါမှာသူကတကယ်ရှီဟောင်းဘုန်းကြီးကျောင်းကြီးကိုတွားရိုက်ရတယ်ပြီးရင်အဲ့နေရာတွေမှာတကယ်လှိုင်ကူကြီးတွေရှိတယ်တကယ်လှိုင်ကူကြီးနေရာတွားရိုက်ရတယ်ရရတော့အဲ့မှာဒီခြောင်တို့ဖွဲ့ရပါလာတဲ့ခင်မီစက်ကရီယာတွေနဲ့စမ်းသပ်ကြတယ်အဲ့မှာ low frequency ပေါ့နော်အဲ့ဒီ set တွေနဲ့စမ်းသပ်လိုက်တဲ့အချိန်မှာ အဲ့ဒီကနေပြီးတော့ပြလောကတွေနဲ့ဆက်သွယ်လို့ရတယ်။ဒါတော့တို့ကဒီနေရာမှာရှိသလားပေါ့။ဒီနေရာမှာပြလောကသားတွေရှိတယ်ဆိုရင်ရောက်ကြပါဘူး။အဲ့ဒီစက်ထရီကနေပြီးတော့ရှိတယ်ဆိုပေမဲ့တူတူလေးကြားတယ်။အဲ့ဒီကနေပြီးတော့ဘယ်လောက်လဲဆိုတော့တို့အရင်အတွက်ပြောပြတယ်။ပြောပြပြီးတော့ဟိုတို့ဟိုမနှောက်ရှက်ပါနဲ့ပေါ့နော်။တို့ကူညီပါဆိုတော့အဲ့မှာတို့ကကူညီမယ်တဲ့။အဲ့လိုကူညီလို့ရှိရင်ကျွန်တော်တို့ကလည်းတို့အတွက်အမြတမ်းပြီးဝင်မယ်။တို့အတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးမယ်ဆိုတော့တို့က မှန်တာတွေသဘောကြတယ်ဆိုပြီးတော့အဲ့လိုလုပ်ရိုက်တဲ့အချိန်မှာဘာမှအနောက်ရှင်းမရှိအောင်ပြီးခဲ့တယ်အဲ့လို၆တာလှန်တာမျိုးအများကြီးမရှိဘူးဇက်ကားလည်းပြီးသွားတော့အဲ့ဒီဘုံကြီးเจ้าမှာဟောမျိုးတို့တင်ကန်းကခဲ့တယ်အကဲပြီးတော့အခုဒါကတော့အခုဒီမှာရုပ်တင်တဲ့အခါမှာပေါ့နော်ဒီကားနဲ့ပတ်သက်ပြီးပါလာတဲ့အဆောင်ရှောက်တွေသူတို့လည်းဆောက်ရှောက်မယ်လို့ပြောထားတာအဲဆောက်ရှောက်တွေအတွက်မျိုးတာကောင်းမှုကိုလုပ်ပေးတာမကျွတ်မလွတ်သေးတဲ့လူတွေအားလုံးလည်းချွတ်လွတ်သွားအောင်အတွက်မျိုးမျိုးနည်းနဲ့တိုက်ဆိုင်တဲ့အတွက် တာကကောင်းမှုကုသိုလ်လုပ်တဲ့ဘက်တစ်ခုပါပဲ။နှစ်စန်းတည့်နေ့ကယုံကြည်မဲ့ငလင်ဘေးတံကြောင့်ရှုလိုက်တာရှုလိုက်ပြီးတော့ဂျွန်လ6ရက်နေ့ရောက်သွားတယ်။အဲရှိကားတွေကနှစ်ပတ်ရောက်လာတော့ရှုလိုက်တာ20ရက်နေ့ကိုသွားကြတယ်။အဲ့ဒီကတတိုက်ဆက်လက်ဦးရဲ့မွေးနေ့ဖြစ်တယ်။အခုဒီကနေ့လာကြည့်တဲ့လူတွေကဟိုရုပ်ရှင်ကြည့်ပြီးတော့ရုပ်ရှင်ရဲ့ရတ္တတွေခံစားရမယ်။ဘုနာတော့ကကြောက်ရမယ်။အဲ့တော့ရီရမယ်။ချို့နေရာတွေမှာမျက်ရည်ထွက်အောင်ငိုရမယ်။အဲ့လိုရတ္တအစုံကိုခံစားရအောင်ရိုက်ကူးထားပါတယ်။ အဲ့ဒါလေးအပြင်ကိုသူကရုံဝင်နေပြန်ထွက်တဲ့အခါမှာရုံဝင်ကအားလုံးရဲ့တရားရာဂိုင်းနှုတ်ကိုကျွန်တော်တို့ကလင်ဘေးဒဏ်သင်ပြည်သူတွေပြန်လဲထူထောင်ရေးအတွက်လှူဒန်းသွားမှာဖြစ်ပါတယ်အမြတ်အစုံကိုအဓိကမထားပဲဆိုတာအမြတ်အစုံကယူဖို့မယူပါဘူးတရားရာဂိုင်းနှုတ်လှူမယ်ဆိုတော့အမြတ်အစုံအခွန်ဆောင်မှုတော့မရှိတော့အကုန်လုံးလှူလိုက်တာပြီးတော့အဓိကတော့ producer ပေါ့သူကငွေထုတ်ထားရတယ်လေအဲ့တော့သူကဒီဇာတ်ကားနဲ့ပတ်သက်လို့သူကိုယ်တိုင်လည်းမလှူရသေးဘူး ဲ့တော့ तू ကလည်းလှူခြင်းတယ်ဆိုတဲ့အတွက်ကြောင့်အဲ့လိုလှူရတာအဲ့တော့ဒီကားလေးမှာကတော့အဲ့လိုယဟန်ဝတ်တယ်ဆိုတာဟိုဘယ်လိုဂုံအင်္ကာမျိုးရှိမှယဟန်ဖြစ်တယ်လဲပြီးတော့နောက်တစ်ခုကဟိုယဟန်ဝတ်ဖို့အတွက် तू ကလူဖြစ်မှလူစင်စစ်ဖြစ်မှဘယ်လိုရအဲ့တော့ဒီဒါ YouTube မှာလည်းတွေ့နေပေါ့နော်အဝိညာဉ်တွေကိုယဟန်ဝတ်ပြီးတယ်ကိုသင်္ကန်းဝတ်ပြီးတယ်ကိုဘာလို့ဆိုလဲအဲ့လိုအမှားမျိုးတွေမှားတော့ဘူးเนาะ ။ဒါဆိုအဲ့ဒါကိုအသေးစိတ်သိချာရှင်းပြထားပါတယ်။အဲတကယ်တဲ့စိတ်ကူးရဲ့အတိုင်းတော့တစ်ချက်တည်းစိတ်ကမကြခဲ့ပါဘူး။ကျွန်တော်စိတ်ကူးရဲ့40ရာခိုင်နှုန်းပဲဖြစ်ပါတယ်။ပြိတ္တတွေအားလုံးအဲကိုတက်နိုင်တဲ့လောက်ကလေးအလှပါဝင်တယ်လို့သဘောထားရင်းနဲ့ဒီကားလဲအပန်းပြေကြည့်ရှုရင်ကုလူတွေအများကြီးကိုလည်းပြန်သွားတဲ့အချိန်မှာယူသွားရင်းနဲ့လာကြည့်လို့ရပါတယ်လာကြည့်နိုင်ပါတယ်လို့ကုလူပါဝင်ကြပါလို့သိခေါ်ပြရတယ်